ပြင်းပြသောလူအင်စန်တာဟာရင်နစ်ခံရတာနဲ့တူတယ်။အောင်မြင်ကြီးပွားခြင်းနဲ့တိကျတဲ့ရေမှန်ချက်ရှိဖို့လိုတယ်လို့ရှေ့အခမ်းမှာရေးပြခဲ့ပြီးပါပြီ။အဲ့ဒါနဲ့မလုံလောက်သေးပါဘူး။ပြင်းပြတဲ့လူအင်စန်တာ burning desire ဆိုတာလည်းရှိဖို့လိုပါတယ်။တချို့ကပြင်းပြတဲ့လူအင်စန်တာဆိုတာကိုလိုချင်တုံးတဲ့စန်တာ wish နဲ့မာနေကြတယ်။ ဝစ်ဆိုတာကတခုခုကိုလိုချင်စိတ်ပေါ်လာရင်စိတ်ထဲမှာပဲလိုချင်တယ်။ပါဆက်ကလည်းလိုချင်လိုက်တာရချင်လိုက်တာလို့တာတဖွတ်ဖွတ်ပြောနေတယ်။ဒါပေမဲ့လိုချင်တာကိုရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီးလန်းကိုမရှာဘူး။ရှာဖွေဖို့ကိုလည်းမစင်စားဘူးမကြိုးစားဘူး။နီးလန်းကိုတည်ရင်တောင်မှလက်တွေ့ကြိုးပမ်းအားထုတ်တာမရှိဘူး။ နောက်ပြီးဝိရှာစိတ်ထဲမှာတတ်တမတ်တီဖြစ်မနေပဲမကြာခဏပြောင်းလဲတတ်တယ်။အခုဇေယဝင်ဖြစ်ချင်းလိုက်ခဏနေရုတ်ချင်းမင်းသာတော်ကြအစိုးတော်ဖြစ်ချင်းလိုက်နဲ့စိတ်ကူးပေါက်တယ်လို့ပြောင်းလဲနေတတ်တယ်။စိတ်ကူးတာပဲရှိတယ်။ကျိုးပန်းလှုပ်ဆောင်ခြင်းမရှိဘူး။လက်တွေလှုပ်ဆောင်မှုမပါတဲ့ဆန္ဒကိုဝိရှလက်သာမှတ်ယူလိုက်ပါ။ ပြင်းပြတဲ့လိုအင်စန္ဒရှိသူဟာသူဖြစ်ချင်တာသူလိုချင်တာတခုကိုတစ်ချိန်လုံးတွေးနေမြင်နေတတ်တယ်။စိတ်ထဲမှာလည်းအဲ့ဒါကိုရအောင်ဘလို့လောက်ရမလဲဆိုတဲ့နီးလန်းတွေကိုတစ်ချိန်လုံးရှားဖွေစံစားနေတယ်။ပြင်းပြတဲ့လိုအင်စန္ဒကိုပို့ပြီးနားလည်တော့အောင်ပုံမြင်လေးတစ်ပုတ်နဲ့ရှင်းပြပေးပါမယ်။ ရွာတရွာကအသက်20အရွယ်လူငယ်တယောက်ဟာကြီးပွားချမ်းသာခြင်းလွန်လို့ချမ်းသာအောင်ဘလို့လုပ်ရမလဲလို့သူ့ရွာတဲကလူတွေကိုလိုက်မေးသည်တယ်။ဘသူမှမဖြေနိုင်ကြဘူး။ဒါပေမဲ့လူတွေကရွာအဖင်ဘက်ကတောင်ပေါ်မှာအသိဉာဏ်ပညာပြည့်စုံတဲ့ရဲသေးကြီးတစ်ပါးရှိတယ်။ရဲသေးကြီးကိုတွားမေးကြည့်ပါလားလို့အကြံပေးကြတယ်။ဒါနဲ့လူငယ်လဲတောင်ပေါ်ကိုတက်သွားပြီးရသေးကြီးကိုကြီးပွားချမ်းသာခြင်းလို့ဘလူလောက်ရမလဲလို့မေးကြည့်တယ် ရတီကြီးကကြီးပွားခြင်းရင် ပြင်းပြတဲ့လူရင်စန္ဒရှိရမယ်လို့ပြောလိုက်တယ်။လူငယ်ကပြင်းပြတဲ့လူရင်စန္ဒဆိုတာဘလူမျိုးလဲလို့ပြန်မေးတယ်။ရတီကြီးကနောက်နေ့မနက်ကျရင် တောင်ချေကမြစ်ခန့်ဆက်မှာတွားဆောင်နေသူလာပြီးရှင်းပြမယ်လို့ပြောလိုက်တယ်။လူငယ်လေသူ့လိုချင်တဲ့အဖြေကိုရတော်မယ်ဆိုပြီးဝမ်တာအာရနဲ့တောင်ချေကသူ့ရွာကိုပြန်သွားတယ်။ နောင်နေမနဲ့မိုးလင်းတာနဲ့လူငယ်ဟာစိတ်အားထက်သန်စွာနဲ့မြစ်စိတ်ကန်ကိုတွားပြီးအဲ့ဒီမှာရတေကြီးအလာကိုစောင့်နေတယ်။မကြခင်မှာရတေကြီးရောက်လာပြီးစကားတစ်ခွန်းမှမပြောဘဲလူငယ်ရဲ့လက်တစ်ဖက်ကိုဆွဲပြီးမြစ်ကန်ဆက်ကရေထဲကိုခေါ်သွားတယ်။လူငယ်လည်းကြောက်လန့်ပြီးရက်ကန်ရက်ကန်နဲ့ရတေကြီးဆွဲခေါ်ရနောက်ကိုပါသွားတယ်။မြစ်ကန်ဆက်နဲ့ခတ်လန်လန်လူရင်ဘက်လောက်နှက်တဲ့ရေထဲလည်းရောက်ရောရတေကြီးဟာသူ့လက်နဲ့လူငယ်ခေါင်းကိုဖိပြီးရေထဲကိုနှစ်ထလိုက်တယ်။လူငယ်ဟာရေမုန်းပြီးအသက်ရှူမရလို့အ အတင်းယုံကန်ဒါပေမဲ့ရေသေးကြီးရဲ့တန်ဆွမ်းတဲ့လက်ကြီးနဲ့ဖိနှိပ်ထားတဲ့လက်အောက်ကလွတ်အောင်ယုံမထွက်နိုင်ရှာဟုံး အတော်လေးကြာမှရဲသေးကြီးကလူငယ်ခေါင်းကိုဖိထားတဲ့သူ့လက်ကိုလွှတ်ပေးလိုက်တယ်။လူငယ်ဟာဥခေါင်းရေပေါ်ကိုပေါ်လာတာနဲ့မောကြီးပန်းကြီးအသက်ကိုအငမ်းမရတဝါကြီးရှူနေတယ်။လူငယ်ဟာအသက်ရှူဝါးသွားလို့တီတီငင်ငင် ဖြစ်သွားပြီးရက်သေးကြီးကသူ့ခေါင်းကိုရေထဲနှစ်ထားတော့မှဘာစန္ဒာမြဖြစ်ပေါ်နေတယ်လဲလို့လူငယ်ကိုမေးလိုက်တယ်။ဒါဟာလူငယ်ကလေကိုပဲအရင်ရှူချင်နေတယ်။တခြားဘာမှခေါင်းထဲမှာပေါ်မလာဘူးလို့ကြံဖြစ်တယ်။ရက်သေးကြီးက အေးမင်းရေမိုးနေတော့မှလေကိုအငမ်းမရရှူခြင်းနေတဲ့စိတ်တစ်ခုတည်းပဲရှိနေပြီးတခြားဘာကောမှမစင်စားမိဘူးမဟုတ်လားအဲလီအတိုင်းပဲမင်းကောင်းထဲမှာအချင်းပြည့်ကြီးပွားချမ်းသာခြင်းစိတ်တစ်ခုတည်းပဲရှိနေပြီဆိုရင်မင်းမှာပြင်းပြလက်လိုရင်းစံတာရှိနေပြီအဲလီလိုရင်းစံတာရှိပြီဆိုရင်မင်းတေချာပေါချမ်းသာလိမ့်မယ်လို့ပြောလိုက်တယ် ဒါဟာပုံပြင်တပုတ်ပါ တကယ်ရုပ်ထင်နိုင်ပါမလားပြင်းပြတဲ့လိုရင်းစံတာရှိုံနဲ့ကြီးပွားချမ်းသာတယ်ဆိုတာတကယ်ဖြစ်နိုင်ပါမလားတန်တရားနဲ့မေးချင်ကြပါလိမ့်မယ်ဒါဆိုရင် ပြင်းပြတဲ့လိုရင်းစံတာရှိတာကြောင့်ယင်းညအကြီးအရဲ့အောင်မြင်ကြော်ကြားနေတဲ့လူနှစ်ယောက်အကြောင်းကိုပြောပြပါမယ်ပထမတစ်ယောက်ကကဘာကျော်ဘောလုံးသမားရော်နယ်ဒိုပါသူဟာလမ်းလျှောက်တက်ဆရာအရွယ်ကလေးဘဝကတည်းကဘောလုံးကန်တာကိုအယံဝါဒနာပါခဲ့တယ်။ကြောင်တက်ချင်းအိတ်ချင်းစားချင်းကလွယ်ရင်းသူငယ်ချင်းတွေနဲ့ဘောလုံးဆော့ကစားနေတတ်တယ်။ အသက်ချောင်းနှစ်သားမှာကဘာကျော်ကျေးစားဘောလုံးသမားတယောက်ဖြစ်ချင်တဲ့စန္ဒဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒီစန္ဒကနေပြင်းပြတဲ့လိုအင်စန္ဒဖြစ်ပေါ်လာတယ်။သူ့ခေါင်းထဲမှာကဘာကျော်ဘောလုံးသမားဖြစ်ဖို့ဘောလုံးလေ့ကျင့်ဖို့စိတ်ကူးတစ်ခုတည်းပဲရှိနေတယ်။မနှစောစောအိယာထားပြီးကြောင်းမသွားခင်ပါတယောက်တည်းဘောလုံးကန်လေ့ကျင့်တယ်။ညနေကြောင်းစင်တာနဲ့သူငယ်သင်းတွေနဲ့ဘောလုံးကစားတယ်။ညာပိုင်းအိမ်ပလန်ရောက်လို့သမင်းစားဖြီတာနဲ့ပြက်တင်းပေါက်ကနေကြော်ခွဆင်းပြီးအိမ်အပြင်ဘက်ကလမ်းမီတိုင်အောင်မှတယောက်တည်းဘောလုံးထင်းထင်းတာကူလေ့ကျင့်တယ်။ အဲ့ဒီလိုပြင်းပြတဲ့လိုအင်စန္ဒရှိခဲ့တဲ့ရော်နယ်ဒိုတယောက်အခုပါဖြစ်လေပြီလေကဘာအကောင်းဆုံးဘောလုံးသမားဆိုအချင်းချင်းဟားခဲ့ပြီးပြီးတလာကိုဘီးတင်ပောင်တက်တန်းကြတဲ့ကဘာဝင်းဝေအကောင်းဆုံးအားကစားသမားတယောက်ဖြစ်နေပါပြီနောက်တစ်ယောက်ကကဘာကျော်ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးစေဘစ်စတာစတာလုံးပါသူဟာငယ်ငယ်ကတည်းကရုပ်ရှင်မင်းသားအရာဖြစ်ချင်နေခဲ့တယ်အဲ့ဒီစန္ဒာပြင်းပြလွန်လို့ရုပ်ရှင်မင်းသားလို့ဖို့ကြောင်းကထွက်လိုက်တယ် စတာလုံးဟာအမျိုးသမီးတွေကြောက်လောက်တဲ့ရုပ်ရင်နဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပေမယ့်သူ့မှာအားနည်းချက်တစ်ခုရှိတယ်။ဒေတာကသူ့ကိုညစ်ဆွဲမွေးဖွာပေတော့မှဆရာမင်းရဲ့ညစ်ကသူ့ဘဲဘက်ပါကအကြောတစ်ခုကိုထီသွားခဲ့တယ်။ဒါကြောင့်သူ့ဘဲဘက်ပါတချမ်းနင်းနေရွေ့သွားပြီးစကားပြောရင်သူ့အတန်းဟာဘလုံးပထွေးနဲ့မတဲကွဲဘူး။သူရုပ်ချင်မင်းသားလုံးမယ်လို့ပြောပြတော့သူငယ်ချင်းတွေကဝိုင်းလောင်ပြောင်ကြတယ်။ ဘားတချမ်းရွေ့နေပြီးစကားကိုပီးတာအောင်မပြောနိုင်သူကမင်းသားလုံနဲ့ဆိုတာဘလို့မှမထင်နိုင်ဘူးတဲ့ဒါပေမဲ့စတားလုံကတော့တချိန်လုံးရုပ်ရှင်မင်းသားထစ်ဖို့ကိုပဲစိတ်ကူးနေပြီးအခွင့်အလန်ကိုရှာနေခဲ့တယ်အခွင့်အလန်ပေါ်လာမဲ့အချိန်အခွင့်အလန်ပေါ်လာမဲ့အချိန်ကို စိတ်ရှည်ရှည်နဲ့စောင့်နေရင်သူ့တရုတ်ဆောင်အမှုအရာကို အဖင်းအထန်လေ့ကျင့်နေခနာကိုအချူအစာလှပအောင်အားကစားယုံမှအကြကြီးနေပြီးအဖင်းအထန်လေ့ကျင့်နေတော့သူဘဖြစ်သွားတယ်လေ သူအလွန်ဖြစ်ချင်နေတဲ့ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်လာခဲ့တယ်။မထင်မရှားမင်းသားမဟုတ်ပါဘူး။ဝင်းဝဲအလွန်ကောင်းတဲ့ကဘာကျော်စူပါမင်းသားတလားဖြစ်လာခဲ့တာပါ။ဒါတွေဟာပြင်းပြတဲ့လိုအင်စန္ဒဘာနင်းဒီဇိုင်ယာရှိရင်မိမိလိုချင်တာကိုရအောင်လုပ်နိုင်တယ်ဆိုတဲ့တတ်တည်တွေပါ။ နောက်ထပ်လည်းပြင်းပြလေလိုအင်ဆန္ဒကြောင့်အောင်မြင်ကြီးပွားသွားသူတွေအများကြီးရှိပါသေးတယ်။စာရှည်မှာဆိုလို့မရေးပြတော့ပါဘူး။အောင်မြင်ကြော်ကြားတဲ့သူတွေအကြောင်းရေးထားတဲ့အထုပတိစာအုပ်တွေကိုဖတ်ကြည့်လိုက်ရင်သူတို့ဟာငယ်စဉ်ကတည်းကအောင်မြင်ခြင်းနဲ့ပြင်းပြတဲ့လိုအင်ဆန္ဒရှိခဲ့ကြတယ်ဆိုတာကိုဖတ်ရမှာပါ။ ပြင်းပြတဲ့လိုအင်စန္ဒဆိုတာကြီးပွားချမ်းသာဖို့တခုတည်းအတွေ့ပဲအတုံးဝင်တာမဟုတ်ပါဘူးမိမိလိုချင်တဲ့မိမိဖြစ်ချင်တဲ့ဘယ်အရာကိုမဆိုအဲ့ဒီလိုအင်စန္ဒအကဲရှိရင်ဖြစ်ကိုဖြစ်လာပါလိမ့်မယ်ဥပမာဒီနေ့စေတန်းကိုဂုံထူး၆ပါးတာနဲ့အောင်ရမယ်ဆရာဝန်ဖြစ်ရမယ်အင်ဂျင်နီယာဖြစ်ရမယ်အစိုးတော်ဖြစ်ရမယ်အစိုးတော်ဖြစ်ရမယ်စသဖြင့်ဖြစ်ချင်တာကိုရအောင်လုပ်ယူလို့ရပါတယ်အဲ့ဒီလောက်ထိ ပြင်းပြတဲ့လိုအင်စန္ဒဟာအစွမ်းထက်ပါတယ် တချို့ကမဲချင်ကြမယ်ပြင်းပြတဲ့လိုအင်းစန္ဒရှိုံနဲ့ဘာကြောင့်တကယ်ဖြစ်လာရတာလဲဘလို့များအဆက်အဆက်ရှိလို့ပါလဲလို့အဖေကဒီလိုပါ ပြင်းပြတဲ့လူအင်းစန္ဒတကယ်ရှိလာပြီဆိုရင်ဖြစ်ချင်တဲ့အရာစိတ်ကူးဟာတင်းရဲ့မတိစိတ်ထဲကိုရောက်သွားမယ်မတိစိတ်ကတင်းရဲ့ဦးနောက်ကိုဖြစ်နိုင်မဲ့အကြံရန်နီးလန်းတွေကိုထုတ်ခိုင်းလိမ့်မယ်ဒါဆိုရင်တင့်မှာအကြံရန်ကောင်းတဲ့ရလာမယ်အကြံကိုအကောင့်အထည်ဖော်ချင်တဲ့စိတ်ခွန်အားတွေရလာမှာပါဒါအကြံရန်ကောင်းတဲ့ကြိုးစားရင်မိမိဖြစ်ချင်တာတကယ်ဖြစ်လာပါလိမ့်မယ်ပြင်းပြတဲ့လူအင်းစန္ဒဟာတကယ်ကိုအစွမ်းထပ်ပါတယ်မယုံမရှိပါနဲ့ ဒီနေ့အကြောင်းအရာလေးကနေတခုခုရခဲ့တယ်ဆိုရင်တငယ်ချင်းတွေကိုလည်းမျှဝေဖိဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Channel ကို Subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit ပေးရပါတယ်။